ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဘူးရီရေမြင်မြင်ထားတော့လေဒီနေ့ငါတို့ရဲ့ college ရှိရလေဟာငါတို့နောက်ကျလိမ့်မယ်အိတ်ခွင့်ပေးပါအောင်မရေညီမ college ကိုမသွားချင်ဟာဒါဆိုနေ့ရက်စာမေးပွဲကိုဘယ်သူကဖြေမှာလဲ စာမီးပွင့်ဆိုတဲ့နမေကိုကြားလာနေဝီကြီးကချက်ချင်းမင်းမျက်လုံးပွင့်လာခဲ့ပါလေ။ကံကောင်းလို့ငါနှစ်ရက်ဒီစာမီးပွဲအတွက်ဂျိုတီမီပြင်ဆင်ပေးခဲ့လို့တော်သေးတာပေါ့။မဟုတ်ရင်နင့်ကိုကြာရှုံးချင်ရနေဘသူမှကဲတင်နိုင်မှာမဟုတ်ဘူး။ဟုတ်ပါပြီဟုတ်ပါပြီအခုအပေါ်ရမပြောနေနဲ့တော့။ကဲငါနင့်အတွက်မနှက်ဆောင်ချက်ပြုတ်ပြီးပြီမြ мян လေးစင်တဲ့ပြင်လိုက်ပြီးငါတို့ကောလိပ်ကိုတူတူသွားကြရအောင်လေ။ရှင်နေကဝီကြီးရဲ့ဦးလေးရဲ့တမီးဖြစ်ပြီးမိသားစုတွေမှာဒီတမီးနှစ်ယောက်ပဲရှိပါသေးတယ်။ ပြီးတော့ရှင်လေးကအမြဲတမ်းဝိယီကိုမိခင်တယောက်လိုဂရုစိုက်ပါတယ်။ဝိယီရဲ့ဖခင်ဥပတောင်းရဲ့စီးပွားရေးဟာရင်းကောင်းတော့သူတို့အိမ်မှာဘာပြတ်တောက်မှုမှမရှိခဲ့ပါဘူး။ပြီးတော့ဝိယီကသူတို့ရဲ့ချစ်လှစွာသော တူရင်းသောသမီးလေးလေးဖြစ်ပါတယ်။တစ်ဖက်မှာရှင်လေးကသူမိဘတွေလိုပဲခြေမြဲပြီးရင်းကျက်တဲ့ရင်ကျင်းမှုနဲ့ဆင်လာတွေကိုလိုက်နာတတ်တဲ့ရိုးရိုးရှင်းရှင်းမိန်းကလေးတယောက်ပဲဖြစ်ပါတယ်။ဟာမဟုတ်ဘူး။ငါငါရဲ့ဝင်ခွင့်ကတ်ကိုအိမ်မှာမိတ်ကြံခဲ့တာပဲ။ဒီမှာဝိယီ ညာအရင်ပေါ့ရော့လာပြီနော်နေရဝင်ခွင်းကပ်ကိုညာစပွဲပေါ်မှာထားခဲ့တယ်နားထောင်ဝွေငါနေရအသေးဖွဲအရာလေးတွေရောအမြဲတမ်းပြူးမဆိုင်နိုင်အောင်နော်နင်ကိုယ်တိုင်တာဝန်ယူတတ်ဖို့လိုတယ်ဟဲ့အမရေအမညီမကိုရရတိုင်းအတွက်အပြစ်မတင်ပါနဲ့ဒါအပြစ်တင်တာမဟုတ်ဘူးလေငါနင့်ကိုစိတ်ပူယုံတတ်တတ်ပဲတခြားဘာမှမရှိဘူးဒီလိုနဲ့ပဲရှင်းလင်းဟာဝွေရဲ့အသေးဖွဲကိစ္စလေးတွေကိုပါဘေးဥဆိုင်ရပါတယ်ဒါပေမဲ့ဝွေကတော့ဒါကိုလုံးဝဘေးမဆိုင်ခဲ့ပါဘူး ။ညီမနှစ်ယောက်ကဒီလိုပဲအတူတူကြောင်းသားတက်ကြပါတယ်။ပြီးတော့အင်ပြန်တဲ့အခါမှာဝင်းကြီးကသူတငယ်ချင်းတွေနဲ့အပြင်ထွက်လေတက်ပြီးရှုံးလေးကတော့အင်ကိုတမ်းပြီးပြန်လာတက်တဲ့အချင်းရှိပါတယ်။အမေပူစောပွဲအတွက်တီဝတ်စာအဆင်ပြေလား။ဒါမှမဟုတ်သမီးတခြားဝတ်စုံတစုံဝတ်တဲ့လား။အော်သမီးရဲ့နင်ပါလို့ငါ့ကိုဒီလိုမေးနေရလဲ။သမီးကအမြဲတမ်းနေရာဒေသနဲ့လိုက်ဖက်တဲ့ဝတ်စာကောင်းတွေဝတ်တတ်ပါတယ်။ကျေးဇူးတင်ပါတယ်မေ။အခုသမီးဝတ်ရည်ကိုပြင်ဆင်ပေးလိုက်ပါမယ်။ ဒီလိုပြောပြီးရှင်လေးကဝိရည်ရဲ့အခန်းလေးကိုသွားလိုက်ပါတော့တယ်။အဲဒီမှာဝိရည်ကမှန်ရှိမှထိုင်ပြီးခတူအင်ဂျင်နဲ့ဂျင်းပေါင်းမီကိုဝစ်ပြီးမိကန်လိမ့်နေခဲ့ပါတယ်။ဒါကိုတွေ့လိုက်ရတော့ရှင်လေးကအံ့အားတင်သွားခဲ့ပါတယ်။ဝိရည်ငါတို့ကဖះเจ้าမှပူစော်ပွဲလုပ်ဖို့သွားနေတာပါတီသွားတာမဟုတ်ဘူး။နင်တလောက်ထိပြင်ဆင်နေစရာမလိုဘူး။ပြီးတော့နင်ဝတ်ထားတဲ့ဝတ်စားတွေကလည်းနည်းနည်းတော့ထူးဆန်းနေတယ်လို့ပဲ။အမရေညီမတို့ပယ်သွားနေလဲဆိုတာအရင်မကြည့်ပါဘူး။ ဘယ်ဘဲတော်တော်အဲ့ဒီမှာလူတွေတော့ရှိမှာပဲလေပြီးတော့ညီမလူတွေရှိမှာ အမလို့ဥပစာနဲ့အသွင်ပြင်းနဲ့ကိုကိုကိုဘတော်မှရှက်မခွဲချင်ဘူးရှင်လေးကတခုခုပြောဖို့ပါဇက်မဟာရသေးခင်မှာပဲသူ့တုံတုံဝင်ွားကရောက်လာခဲ့ပါလေရှင်လေနေရဝူကြီးရဲ့အမကြီးဖြစ်ပေမဲ့နေရသူလုံးတမယအရာအလုံးတားမြစ်ပိုင်ခွင့်မရှိဘူးပြီးတော့သူ့နင်းစိတ်ကြိုက်လဲလှောက်ခိုင်းလို့မရဘူးလေရှင်လေးကသူ့အကြီးအကဲတွေကိုယူသေးလေးစားလို့သူဟာသူ့ရဲ့တော်ကိုဘာမှမပြောဘဲ စိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ပါတယ်။ခဏကြာမှဒေါနီလာနဲ့ဒေါဝင်ဝါတို့ကသူတို့ရဲ့သမီးနှစ်ယောက်ကိုခေါ်ပြီးဖခင်ကြောင့်ကိုသွားကြပါတော့တယ်။အဲ့မှာလူတွေဟာဝိညာဉ်တလောက်ပြင်ဆင်ထားတာကိုမြင်တော့အံ့ဩတင်သွားကြပါတယ်။ပြီးတော့ရင်ကလေးကသူတို့နဲ့တည်တဲ့လူတချို့ကလည်းဝိညာဉ်ကိုမြင်တော့စတင်ပြီးပြောဆိုကြပါတယ်။ဟဲ့တော်ဝင့်ဝါနင်သမီးကိုပါရီဝတ်ပေးပြီးခေါ်လာလေ။ဟဲ့ဝင့်ဝါနင်သမီးကိုပါရီဝတ်ပေးပြီးခေါ်လာလေ။ဖခင်ဘွဲကိုခေါ်လာလား။ ဒါမှမဟုတ်ဖန်စီဝတ်စုံပြိုင်ပွဲကိုခေါ်လာလားပဝင်းကျင်းကအမျိုးသမီးတွေဟာဝိရင်နဲ့ဒဝင်းဝါတို့အကြောင်းကိုဒီလိုပဲမကောင်းပြောနေကြပါတယ်ပြီးတော့ရှင်လဲကဒီစကားတွေကိုကြားတော့အရင်စီမကောင်းဖြစ်သွားပါတော့တယ်သူဟာဖခင်အကြောင်းမှရှိနေတဲ့အချိန်တလျှောက်လုံးလူတွေဟာဝိရင်အကြောင်းကိုဒီလိုပဲပြောနေကြပါတယ်ပြီးတော့ရှင်လဲကသူညမအကြောင်းဒီလိုတွေကြားရတဲ့အခါမှာအရင်ကအားငယ်နေတယ်လို့ခံစားနေရပါတယ် တကယ်လို့ငါစကားဥသာနားထောင်ရင်ငါဘတော်မှဝိရေကိုဒီလိုဝစားတွေဝတ်ပြီးဖျားချောင်းလာခိုင်းမှာမဟုတ်ဘူးဒီလိုတွေဘလောက်တောင်စကားတွေပြောနေကြလဲသူတို့အသက်ရွယ်ကိုတော့မထောက်ကြဘူးရှင်လေးရဲ့စိတ်ထဲမှာဝိရေတဲ့မေတ္တာပဲရှိတာမို့သူကဝိရေချမ်းကိုဘယ်တော့မှမကောင်းတာရီနားထောင်လို့မရခဲ့ပါဘူးအချိန်တွေကုန်လွန်သွားပြီးအခုဝိရေနဲ့ရှင်လေးတို့ရဲ့ပညာရေးလည်းပြီးဆုံးသွားခဲ့ပါပြီပြီးတော့မိသားစုဝင်တွေဟာလည်းသူတို့ရဲ့အိမ်တော်ကြီးကိုအမြဲဆုံးစီစဉ်ပေးချင်နေကြပါတယ် ။ယနေ့ငယ်ကြမှာတော့ရှုံးလေးကိုလာကြည့်တဲ့ဧသည်တွေရောက်လာပြီးသူတို့ကဝိညာဉ်ကိုလည်းသဘောကျသွားကြပါတော့တယ်။ဧသည်တွေဟာစိစပ်ပွဲကိုချက်ချင်းလုပ်ပြီးပြန်သွားကြပါတော့တယ်။အချိန်တွေကုန်လွန်သွားပြီးဒီနေ့မှညီမနှစ်ယောက်ကတယောက်နဲ့တယောက်ရဲ့လင်ညီမအကြီးနဲ့လင်ညီမငယ်တွေဖြစ်လာကြတော့မှာပါ။ဖျားသခင်စီမှာကျမရဲ့သမီးလေးအမြဲပျော်ရွှင်ပြီးသူ့ရဲ့ဘဝမှာလိုချင်တာမှန်သမျှရရှိပါစေလို့ဆုတောင်းပါရစေ။အမေသမီးနဲ့အတူသမီးရဲ့ညီမဝိရီလည်း တမီးရဲ့ရခမအိမ်ကိုချွေးမဖြစ်လိုက်လာရတော့မှတီထက်ပေါ်ပြီးတမီးကပါလို့ချင်အောင်မှလဲတမီးတို့ညီမနှစ်ယောက်ကအတူတူရက်နေရင်အခက်ခဲတိုင်းကလွယ်ကူသွားမှာဖြစ်ပြီးပန်းတိုင်တိုင်းကိုအလွယ်တကူနဲ့ရောက်ရှိလာမှာပါရှင်လေးကဝိညာဉ်သူရခမအိမ်မှာပဲအင်တောင်ကြတော့မှာဖြစ်တဲ့အတွက်အရင်ပြုံနေခဲ့ပါတယ်ဒါပေမဲ့ဝိညာဉ်ရဲ့စိတ်ထဲမှာတော့တခြားအတွေ့ပဲဝင်နေပါတယ်အမဒီအိမ်မှာတမီးကိုထိန်းချုပ်နေတာနဲနေလို့လားအခုတမီးနဲ့တူတူတမီးရဲ့ရခမအိမ်ကိုပါလိုက်သွားနေတယ် သူကဘတော်မသမီးကိုတယောက်တည်းထားခဲ့မှာမဟုတ်ဘူး။သမီးလေးဒီဆက်ဆက်မှုကိုအမေလည်းလုံးဝသဘောတူခဲ့တာမဟုတ်ဘူး။ဒါပေမဲ့နှစ်အဖေကိုဘလို့ပြောရမလဲ။ဘာကြောင့်များသူကဒီဆင်းရဲတဲ့နီလာရဲ့သမီးကိုနင်းနဲ့တူတူတွဲပေးလိုက်လည်းမသိဘူး။ဝင်းကြီးကသူ့မင်္ဂလာပွဲမှာအရန်စည်းကြည့်ပြီးလေးလံတဲ့မင်္ဂလာဝတ်ဆောင်ကိုဝတ်ဆင်ခဲ့ပါတယ်။ရှင်လေးရဲ့မင်္ဂလာဝတ်ဆောင်ဟာလေအတော်လှပေမဲ့ဝင်းကြီးလောက်တော့ဈေးမကြီးခဲ့ပါဘူး။ညီမနှစ်ယောက်ရဲ့ဝတ်စားတွေကနေသူတို့ရဲ့ချမ်းသာမှုနဲ့ဆင်းရဲမှုတွေကထင်ရှားနေခဲ့ပါတယ်။ ညီမနှစ်ယောက်နဲ့လင်ညီမနှစ်ယောက်ရဲ့စိတ်ထဲမှာတယောက်နဲ့တယောက်ပေါ်အတော်ကွာခြားချက်တွေရှိပါတယ်။မန်ဒက်ကိုအလားဆင်ပြီးပလူတန်တွေကြားမှာတမိနှစ်ယောက်ကအနီရန်ဝတ်စုံနဲ့တခြားအိမ်ကိုထွက်သွားကြပါတော့တယ်။ဒီနေ့ငှအိမ်ကိုကန်ကောင်းချင်းတွေတည်ဆောင်လာတဲ့ချွေးမရောက်လာသလိုတာမန်မင်္ဂလိတယောက်လည်းရောက်လာတယ်။ကိုတီဟာတာတင်းမတောင်းဆုပ်ဘူးဆိုရင်ဒီစင်ရဲ့တာမောင်ငါဘတော်မှငှအိမ်နဲ့ခေါ်လာမှာမဟုတ်ဘူး။ညီမနှစ်ယောက်ရဲ့ရောက်ခမကသူတို့အိမ်ထဲကိုချိန်မကျခင်ပါပဲ။ ခွေးကြဆက်ဆန္ဒတွေစတင်ခဲ့ပါတယ်။ဧည့်သည်ကလည်းသူတို့ရဲ့ဝိစားကွာချားချက်ကိုမြင် တော့စကားတွေပြောလာကြပါတယ်။တော်တန်နာရဲ့ချိန်မတယောက်ကတော်တော်ကောင်းတဲ့ခန်းဝင်ပစ္စည်းယူလာတယ်လို့ကြားတယ်။ပြီးတော့နောက်တယောက်ကကြတော့ပစ္စည်းနည်းနည်းပဲပါတာတဲ့။အမေရေပဲချိန်မခန်းဝင်ပစ္စည်းတွေပို့ယူလာမလဲဆိုတာတော့ကြည့်ရုံနဲ့သိတာပါတယ်။သူတို့မြောက်ကညီမတွေလို့ကြားရပါပဲ။သူတို့ရဲ့ဝိစားတွေကဘာလို့ဒီလောက်တောင်မှကွာချားနေရလဲ။ တယောက်ကတာမန်မင်္ဂလာဝတ်ဆောင်ဝတ်ထားတယ်နောက်တယောက်ကတော့ကဘာပေါ်ပလဲတွေနဲ့စိတ်နှွေအားလုံးကိုသူ့ရဲ့မင်္ဂလာဝတ်ဆောင်မှာကတ်ထားသလိုပဲအဲ့ဒီရီဟာချွေးမာရီအကြောင်းကိုဒီလိုပြောနေတာကိုမြင်တော့ဒေါသနာရဲ့အစိတ်ထဲမှာရှုံးနေအတွက်နေရောင်ပိုနေသွားပါတော့တယ်ဒီလိုချိန်တွေကြာလာတဲ့အခါမှာအခုဒေါသနာကအရာအလုံးမှာတော့ချွေးမာနှစ်ယောက်ကိုခွဲခြားဆက်ဆံလာခဲ့ပါတယ်ဒါပေမဲ့ရှင်လေးကဒီချိန်မှလေးပဲအရင်ပြုံနေခဲ့ပါတယ်။လင်ညီမကြီးကြည့်ပါဦး။ အမေကကျမကိုပထမဆုံးမီးပုတ်ကြောင်တလေအတွက်စိန်လဲဆွဲကိုပေးတယ်။ပြီးတော့အမအကိုကြတော့ငွေလဲဆွဲပဲပေးတယ်။ပထမဆုံးနေနဲ့ငါ့ကိုလင်ညီမအကြီးလို့လုံးဝမခေါ်ပါနဲ့။နင်းနဲ့ငါရဲ့ပထမဆုံးဆက်ဆံရေးကညီမတွေပါ။ပြီးတော့ငါအခုချိန်နေနင်းရဲ့အမပဲ။ပြီးတော့အမေကနင့်ကိုစိန်လဲဆွဲပေးတာကိုလည်းငါအရှမ်းဝမ်းသာတယ်။ငါငါရဲ့ငွေလဲဆွဲကိုလည်းအရင်ကြိုက်တယ်။သူ့ကုံတိတ်ခါတွေပြောင်းပြောက်သွားပါစေ။ဒါပေမဲ့သူ့မာနာတော့ဒီတိုင်းကဒီတိုင်းမရှိနေအောင်ပါ။ ဝီကရှင်လေးကိုမုန်တင်းစိမ်အပြင်းနဲ့ပဲဆက်ဆံခဲ့ပါတယ်။သူကရှင်လေးကိုဘယ်យ៉ាងတည်းမှကျေးဇူးမတင်ခဲ့ပါဘူး။ပထမဆုံးမိဖို့ကြောင့်ဒလိအတွက်ချက်ပြုတ်တဲ့အတွက်လည်းကျေးဇူးမတင်ခဲ့ပါဘူး။အချိန်လေးကဒီတိုင်းပဲဆက်သွားနေခဲ့ပါတယ်။ဝီဟာရောက်ခမအိမ်မှာအရင်ကလိုပဲစတိုင်ကျပြီးဈေးကြီးတဲ့ဝတ်စားတွေနဲ့အရန်လောက်အောင်ပြင်ဆင်ခဲ့ပါတယ်။ရှင်လေးကတော့ရိုးရိုးရှင်းရှင်းနဲ့ဝတ်စားတွေကိုဝတ်ဆင်ပြီးမိတ်ကပ်ပါပါပဲလင်းခဲ့ပါတယ်။ဝီဟာအိမ်အလုပ်တွေကိုလည်းစိတ်မဝင်စားခဲ့ပါဘူး။ ဲ့ဒါကြောင့်လူတွေအလုံးကိုရှင်းလင်းတယောက်ထဲကပဲလုံနေကြရပါတယ်။ဟုတ်ရင်အနေဆုံးတော့နှင်းဝစားတွေမိဖို့တိုက်လိုက်ပါအောင်။အဲ့ဒါကြောင့်ပြောခဲ့တာလေ။အလုတ်တချို့လှုပ်လိုက်ပါလို့။ဒါပေမဲ့နေရငါစကားနားမထောင်။ပြီးတော့ဒီနေ့မင်္ဂလာဆောင်ပြီးတဲ့အချိန်ငါအလုတ်တွေပြင်နှင်းလုတ်တွေပါငါလုံနေရတယ်။ရှင်းလင်းနေရငါနဲ့တူတူရက်ခမအိမ်တအိမ်ထဲမှာလက်ထက်တာတောက်ပြချင်လို့မလား။ငါအားလုံးသိတယ်။နေရအရှမ်းကောင်းတဲ့မင်္ဂလာတယောက်လိုဟန်ဆောင်နေရလေ။ဟုတ်ရင်နေပါရီပြောနေရလဲ။ တကယ်လို့နေရဒီလိုတွေးနေတယ်ဆိုရင်နင်တီအိမ်ဟောင်ရေးအတွက်ညှင်းလိုက်လို့ရတာပဲလေငါဘလို့ညှင်းလို့ရမှာလဲအဖေကြောင့်ကဒီအိမ်ဟောင်ရေးအတွက်သဘောတူခဲ့ရတာဒီအတွက်ငါ့ကိုခွင့်လွတ်ပါဝေးရေဒါပေမဲ့နင်ရဲ့ဒီစကားတွေကိုတွေးပြီးဦးလေးရငါတို့နှစ်ယောက်ကိုတအိမ်ထဲမှာပဲလက်ထပ်ပေးခဲ့တာဘာလို့လဲဆိုတော့နေရနင်ရဲ့ဘယ်အလုပ်ကမှကောင်းကောင်းမလုပ်နိုင်ဘူးလေအိမ်တော်မှာဝိညာဉ်ဟာစကားပြောမထွက်တော့ပါဘူးဝိညာဉ်ကအမြဲတမ်းရှုံးနေပေါ်မှာပဲမိခိုနေရတယ်ဆိုတာကအမှန်တရားတစ်ခုပါ ဒါပေမဲ့သူကဘယ်တော့မှရှွန်းလေးကိုကျေးဇူးတင်စကားမပြောခဲ့ပါဘူး။ညနေငယ်ကြမှာတော့ရောက်ခမအိမ်မှာဧည့်သည်တို့ရောက်လာပြီးချွေးမသစ်တွေနဲ့တွေ့ဆုံခဲ့ကြပါတယ်။ချွေးမနှစ်ယောက်လုံးကနှစ်လပပပြင်ဆင်ထားကြပါတယ်။ရှွန်းလေးဟာမင်္ဂလာဆောင်ကစားသူတို့သမီးလေးလိုအရန်လှပတဲ့အိန္ဒိယဝတ်စုံလေးကိုဝတ်ဆင်ထားခဲ့ပါတယ်။ဝီကြီးကတော့အင်ဂျီတိုလေးတစ်ထည်ကိုပဲဝတ်ဆင်ထားပါတယ်။အမလေးဒီနေ့မှပဲသူတို့နှစ်ယောက်ရဲ့အမှန်တရားကွာခြားချက်ကိုမြင်ရတော့တယ်။ တယောက်ကသူ့သမီးအစ်စ်လေးနဲ့တွေ့ပေမဲ့နောက်တယောက်ကဘာတွေဝတ်ထားမှန်းကိုမသိဘူးအမေရဲ့ဒီနေ့ကချမ်းသာတဲ့ချွေးမဆင်းရဲတဲ့ချွေးမရှိမှအယောင်တော်မတောက်တော့ဘူး तू ကဘလောက်တောင်လာတဲ့အိန္ဒိယဝတ်စုံဝတ်ထားလဲပြီးတော့ဘလောက်တောင်လောက်အောင်ပြင်ဆင်ထားလဲကြည့်ပါဦးပြီးတော့ဒါပေမဲ့ဒီချမ်းသာတဲ့သူကတော့လေကျမတို့လမ်းလျှောက်သွားနေတဲ့မိကက်ဆိုင်ကြီးနဲ့တူနေတယ်ပြီးတော့သူ့ရဲ့ဝတ်စားတွေလည်းကြည့်ပါဦးဟဲငါတို့ရဲ့အတွင်းအင်ကြီးတောင်တီကောင်ဝတ်ထက်ပိုကြီးအောင်မယ်ဘယ်သူတို့သမီးအစ်စ်ကဒီလိုဝတ်စားမျိုးဝတ်လို့လဲ ဒီနေ့ထပ်ပြီးလူတွေဟာဝိညာဉ်နဲ့ပတ်သက်ပြီးစကားများနေကြပါတယ်။ပြီးတော့ဒေါသန္တာကဒီစကားတွေကြောင့်အယမ်းစိတ်တူလာခဲ့ပါတယ်။အော်ငါပါလို့သူတို့စကားတွေကိုကြိုးစိုက်နေရမှာလဲ။သူတို့ကငါရဲ့ခင်မိတဲ့ချိန်မှာသူရခမအိမ်ကိုပါရယူလာလဲဆိုတာဘယ်သိမလဲ။ပြီးတော့ဒီဆင်းရဲတဲ့မိန်းကလေးကြောင့်ငါကံမကောင်းဘူးလို့ခံစားလာရတယ်။သူကံကတော့ငါတို့အိမ်ရောက်မှပိုတောက်ပလာတယ်။အိမ်ရောက်လာတဲ့ဧည့်သည်တွေအားလုံးကရှင်းလေးကိုပဲချီးကျူးနေကြပါတယ်။ ဒါပေမဲ့ဒေါ်တန်နာရဲ့မျက်လုံးထဲမှာအခုထိဝီယီကိုပဲမြင်နေရတော့ပါဒီလိုနဲ့ခဏကြာမှအိမ်ထဲမှာတချင်းတန်တွေနဲ့ပျော်စရာကောင်းတဲ့ငွေသက်တွေလည်းပြည့်နေလာခဲ့ပါတယ်ပြီးတော့မျိုးသမီးတချို့ကပုံလေးတွေကိုယူပြီးထိုင်လိုက်ကြပါတယ်ပြီးတော့မျိုးသမီးတချို့ဟာတီဆိုကောက်ကုန်ကြပါတယ်အိတ်တော်တွင်ဧည့်သည်တွေဟာချွေးမနှစ်ယောက်ကိုပါအတူတူ ကပြီးတချင်းဆိုဖို့အတင်းတိုက်တွန်းကြပါတော့တယ်အိမ်နောက်ဝီယီလေးကိုဂုံယူဝင်ကြောစားနေပြီးတချင်းဆဆိုပါတော့တယ် ဝိညာဉ်ရဲ့အကနဲ့တခြင်းဆိုတာကိုကြားတော့အဲ့ဒီလိမ့်အံအားတင်သွားကြပါတော့တယ်။ပြီးတော့ဒေါ်တနာကလည်းအခုဝိညာဉ်ကိုကြည့်ပြီးနည်းနည်းတော့ရှက်လာပါတယ်။ဒီဝိညာဉ်ကဘာတွေလုပ်နေရလဲ။အမေကလည်းဒါကြောင့်စိတ်နှောက်ယှက်ဖြစ်နေတယ်။ပြီးတော့လူတွေကလည်းသူ့အကြောင်းမကောင်းတာတွေတွေးလာကြတော့မယ်။ငါတခုခုတော့လှုပ်ရတော့မယ်။ရှင်လေးကအချက်ချင်းပဲဝိညာဉ်ရဲ့နောက်ကိုလာပြီးသူ့တခြင်းကိုစပြီးဆိုလိုက်ပါတယ်။ရှင်လေးကရုတ်တရက်တခြင်းဆိုလိုက်တော့ဝိညာဉ်လည်းရမ်းစိတ်ဆိုးပြီးတော့ထွက်သွားလိုက်ပါတော့တယ်။ ီးတော့မြို့သမီးတွေအလုံးကရှင်လေးရဲ့တခြင်းထဲမှာနေမြဲသွားပြီးဝိညာဉ်ရဲ့တခြင်းကိုမိသွားကြပါတော့တယ်။ပြီးတော့သူတို့မိဘအင်းနဲ့မင်္ဂလာဆောင်ရွက်တွေကိုပြန်ပြီးတရိယာလာကြပါတယ်။ဒေါသနာရဲ့စိတ်ထဲမှာလည်းရှင်လေးအတွက်နေရာနည်းနည်းလေးစဖြစ်လာခဲ့ပါတယ်။သူ့ကိုယ်သူပါထင်နေလည်းမသိဘူး။လူတွေရှေ့မှာငှောက်နှိမ်ချပြီးဘာလို့တသက်ပြချက်နေရလဲ။ဧည့်သည်တွေပြန်သွားပါစေ။ပြီးငါတို့ကောင်းကောင်းသင်္ကန်းစာပေးမကြည့်နဲ။နေငါ့ကိုပါသင်္ကန်းစာပေးမှလဲ။ငါရဲ့မိုင်မဲတဲ့ညီမလေး နေရဲ့အတိတ်ပဲမရှိတဲ့တခြင်းကြောင့်အမေကလည်းရှက်နေရတယ်။အဲ့ဒါကြောင့်ငါဒီလိုလှုပ်လိုက်ရတာ။အမဘာလို့ကိုအကြောင်းကိုပဲအာယုံမဆိုင်တာလဲ။အမကျမကိစ္စတွေမှာအမြဲတမ်းဝင်ပါဖို့လိုလို့လား။ကောင်းပြီလေ။ငါနင့်ကိုကယူမဆိုင်တောင်နင်လိုချင်နေစွင်လည်းရတယ်။ဒီနေ့ကစပြီးနင့်လှုပ်တွေအားလုံးနင်ကိုယ်တိုင်ပဲလှုပ်ပါ။ဒီလိုပြောပြီးရှင်လေးကအရင်ကနေထွက်သွားလိုက်ပါတော့တယ်။ပြီးတော့အခုဝိကြီးဟာသူစကားတွေကိုကြားပြီးကြောက်သွားပါတော့တယ်။ဒီနေ့ကစပြီးရန်နေငယ်ကြမှာတော့ ဒီနေ့ဒေါ်သန္နာဟာချွေးမနှစ်ယောက်ကိုခေါ်ပြီးရက်ွက်သေးကဖះเจ้าကိုခေါ်သွားပါတော့တယ်။ဒီနေ့ငါတို့ရဲ့အနီးနားဖះเจ้าမှာပူစော်ပွဲရှိတယ်။အိမ်နီးချင်းတွေအားလုံးကပူစော်ပွဲလုပ်ဖို့တွားနေကြပြီ။ချွေးမနှစ်ယောက်စလုံးလှလှပပပြင်ဆင်ကြနော်။ပြီးတော့ချွေးမရှင်လည်းအရန်ရိုးရိုးရှင်းရှင်းဝတ်စားတွေလည်းမပွတ်နဲ့။ပြီးတော့ချွေးမဝွေရီနင်လည်းနေရာနဲ့လိုက်ဖက်တဲ့ဝတ်စားတွေပဲပို့ကြလား။ချွေးမနှစ်ယောက်လုံးကသူတို့ခင်းနေမှာပြင်ဆင်ဖို့အတွက်ထွက်သွားကြပါတော့တယ်။ ဝီဟာပူဇော်ပွဲနဲ့လိုက်ဖက်တဲ့ဝစ်စာရီကိုဝစ်လာမှာမဟုတ်ဘူးဆိုတာကိုရှင်းလင်းကသိနေပါတယ်။ပြီးတော့ဒီလိုပဲဖြစ်ခဲ့ပါတယ်။ဝီကဒီတကာဘူဖနဲ့ရှင်နဲ့အင်ဂျီအချက်ဝစ်လာခဲ့ပါတယ်။ရှင်းလင်းကတော့ယင်းနေ့တွေကထက်နည်းနည်းပိုပြီးလေးတဲ့ဝစ်စုံကိုဝစ်ဆင်လာခဲ့ပါတယ်။ကျောင်းမဝီညီမတို့ကပူဇော်ပွဲကိုသွားနေရလေ။အဲ့ဒီမှာဘသူမှအဲ့လိုဝစ်စာတွေဝစ်ထားမှာမဟုတ်ဘူး။ကျောင်းမတခြားဟာကိုပြောင်းဝစ်လိုက်ပါ။ဆန်နာ နေရနေ့ရောင်းမကိုပါဝေးရမယ်မို့ရဘူးဆိုတာပြောမှလားချွေးမကောင်ကကြီးလို့ကောင်းပါတယ်ချွေးမဒီခေရဲ့ခင့်မိတဲ့မိန်းကလေးလေအဲ့ဒါကြောင့် तू ကဒီလိုဝတ်စားတဲ့ဝတ်တာနဲ့ပဲပို့ပြီးလိုက်ဖက်တယ်ဒီတခါမှဒေါသနာကိုရင်ကဝီကိုအင်ကြီးတို့ဝတ်ဖို့ခွင့်ပြုလိုက်တာကြောင့်ရှင်းလေးကလည်းသူ့ကိုမတားခဲ့ပါဘူးဒါပေမဲ့ဒီရာရီအောင်လုံးရဲ့ရလက်ကတော့အရှက်ရခြင်းနဲ့နမိတ်ပြက်ခြင်းပဲဖြစ်ခဲ့ပါတယ်ဒီတခါမှလည်းပဲအင်းနီနာချင်းကမြို့သမီးတွေအားလုံးဟာဝီကိုစူပူကြပြီး ချွေးမော်ရီကသူ့ကိုလှောင်ပြောင်ကြပါတယ်။တခါချက်ပြီးဝိညာဉ်ကြောင့်ဒေါသန္တလင်းအရှက်ရရပြန်ပါတယ်။ရှင်လေးကတော့သူနဲ့အတူအလွန်လှပတဲ့ပေါ်ပေါ်ကိုယူလာခဲ့ပါတယ်။သူကအတောင်ကိုဝိညာဉ်ကိုခြုံပေးလိုက်ပါတော့တယ်။အခုပူစော်ပွဲမပြီးမချင်းတောင်ကောင်းပေါ်နေမချနဲ့။ဝိညာဉ်ကရှင်လေးရဲ့စကားကိုတိတ်တဆိတ်နားထောင်လိုက်ပါတော့တယ်။ပြီးတော့ရှင်လေးဟာဒေါသန္တရဲ့စိတ်ထဲမှာနေရာပိုရအောင်လို့လှုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ဗိညီမနှစ်ယောက်ကရောက်ကမအင်ကိုရောက်တာတက်လာပြေးသွားခဲ့ပါပြီအခုရှွန်းလေးဟာဝီယီရဲ့အလုပ်တွေကိုလုံးမပြီးတော့ပါဘူးဒါကြောင့်သူ့အလုပ်တွေလည်းမှားကုန်ပါတော့တယ်ဝီယီမင်းအခန်းပုံစံကိုဘယ်လိုလုပ်ထားတာလဲတခါတလေတော့အခန်းကိုတန်ရှင်းရေးလုပ်လေတစ်ဖက်မှာမကြီးရတနေကုန်လုပ်တွေလုပ်နေရတယ်နောက်တစ်ဖက်မှာမင်းအချိန်ဖြုံးနေတာလေလို့ဘာမှမသိဘူးတကယ်လို့ရှစ်မကြီးရတလောက်တောင်ကောင်းနေတယ်ဆိုရင်ရှင်းအလုပ်တွေကိုပါရှင်းမကြီးကိုပဲလှုပ်ခမ်းလိုက်ပေါ့လုံးလုံးနဲ့ဝီယီ မင်းမအချောင်းကိုဒီလိုပြောတာမရှိဘူးလားဒါမဲ့ဝိညာဉ်ကတော့ဂိမ်းမဆိုင်ပါဘူးဝနရဲ့စကားတွေဟာသူ့အပေါ်မှာဘာအကျိုးသိမ်းရမှုမှလည်းမရှိခဲ့ပါဘူးရှင်လေးကသူ့အခန်းကိုဒီလိုမြင်တော့ရှင်လေးကပဲမလုပ်ချင်မင်းနဲ့ဝိညာဉ်ရဲ့အခန်းကိုတန်ရှင်းရေးလုပ်ပေးရပါတယ်နောက်ထပ်အချိန်နှင်းငယ်ကြာမှတော့အခုရောက်ခမအိမ်မှာသူတို့မိသားစုရဲ့နတ်ဖယားချမ်းကိုတွားရောက်ဖို့မျှော်ဖို့စီစဉ်လာကြပါတယ်မတို့မနေ့ပြန်မေးဖျားဖို့ထွက်ကြမေးမင်းအမြန်ဆုံးပြင်ဆင်လိုက်ပါရှင်လေး ငါတို့အဲ့ဒီမှာရန်နေငယ်လောက်နေမှာမဟုတ်လို့မင်းဘာအရေးကြီးတာမှမမိနဲ့နော်။ရှင်လေးကသူ့ပစ္စည်းတွေပြင်ဝိညာဉ်ရဲ့လိုအပ်တဲ့ပစ္စည်းတွေကိုပါထုတ်ပို့ပေးရပါတယ်။နောက်နေ့မနေ့မှာတော့အားလုံးကစောစောထားပြီးခရီးထွက်ခဲ့ကြပါတယ်။ချွေးမတို့ဒီနေ့ငါတို့မိသားစုရဲ့နဖျားเจ้าကိုတွားကြမှာ။ငါတို့မျိုးဆက်အဆက်ဆက်ကမေတော်ရဲ့ဖျားเจ้าကိုတွားဖူးကြတယ်။အခုမင်းတို့လည်းအဲ့ဒီကအစိပ်ပိုင်းတွေဖြစ်လာကြပြီ။ဦးတိဟအရှင်းပြပြီးတဲ့နောက်မှာအားလုံးကလည်းဖျားပုဖို့ထွက်လာကြပါတယ်။ ရှင်လေးကဖះเจ้าမောင်ပူဇော်ပွဲအတွက်ရင်ပြုံနေခဲ့ပါတယ်။ဒါပေမဲ့ဝိညာဉ်ကတော့လက်ပတ်ဖို့အတွက်ပြုံနေပါတယ်။ခရီးတော်ဝေးဝေးသွားပြီးတဲ့နောက်မှာအလုံးလေးပြည်နယ်တစ်ခုကဟိုတယ်တစ်ခုမှာတည်ခိုခဲ့ကြပါတယ်။ငါတို့ကတခြားပြည်နယ်တစ်ခုရောက်နေတာ哦။ဒါပေမဲ့ဘသူမှဒီမှာလက်ချင်ကြပုံမပေါ်ဘူး။အားလုံးကပူဇော်ပွဲလုပ်ဖို့ပဲစိတ်ဝင်စားနေကြတယ်။ကိစ္စမရှိပါဘူး။ငါဝယ်ထားတဲ့ဒီစိတ်ကြီးတဲ့ကောင်ဝင်ငါမိသားစုရဲ့နှစ်ဖះเจ้าကိုသွားတဲ့ခါဝတ်သွားလိုက်မယ်။ ဝိညာဉ်ဟာဒီခန္ဓာအတွက်အထူးဝေလာတဲ့ဈေးကြီးတဲ့နောက်တိုင်းဝိဆုံကိုဝစ်လိုက်ပါတော့တယ်။အဲ့ဒီအင်ဂျီဟာဒီနေရာနဲ့ပတ်ဝန်းကျင်နဲ့လုံးဝမလိုက်ပါပါဘူး။ဝိညာဉ်ဒါဘလိုအင်ဂျီဝတ်ထားလဲ။နေရာနောက်တစ်ခါထပ်ပြီးကိုကိုကိုပြန်ပြီးကြီးစရာဖြောင်းလှုပ်ချင်နေရလား။ဒီမှာလင်ညီမအကြီးအားကျမကိစ္စထဲမှာဝင်မပြောရင်ပိုကောင်းမယ်နော်။ဝိညာဉ်မကြီးပြောတာမှန်ပါလေ။ဒါဝင့်ပြီးမင်းကကိုကိုကိုအရှက်ခွဲရုံနဲ့မကပဲငါတို့ကပါအရှက်ခွဲနေတာ။ချွေးမဝိညာဉ် ဝနာနဲ့ရှုံးလက်ချွေးမပြောတာမှန်တယ်လို့ငါထင်တယ်။ဒီဝတ်စားတွေကပူစော်ပွဲအတွက်နည်းနည်းထူဆန်းနေတယ်။အမေလည်းပြောနေရလား။အမေကအရင်ကကျမရဲ့ဝတ်စားတွေကိုဘာမှမပြောဘဲနဲ့အခုမှဘာလို့ပြောနေရလဲ။ဝင်းကြီးကိုရှင်းပြနေရတာဟာကျွေးပါဆောင်တည်တယ်လို့ဖြစ်နေတယ်ဆိုတော့အလုံးကတီသွားကြပါတော့တယ်။ဒါကြောင့်ဘာမှရှေ့ဆက်မပြောတော့ဘဲအလုံးလည်းကောက်ပေါ်တက်ပြီးဖះเจ้าကိုသွားကြပါတော့တယ်။ဝင်းကြီးဟာသူ့အင်းကြီးကြောင့်လက်ဝရတနာရင်းနဲ့အိမ်အောင်တဲ့ထိမ့်မှတ်တွေကိုကားရီမာပြီးချက်ထားခဲ့ပါတယ်။ ငါရဲ့ဒီအင်ကြီးကဘာများဖြစ်နေလို့လဲငါတောင်တလောက်စိတ်ပါလက်ပါနဲ့ဝေထားတာလေဒီအင်ကြီးအတွက်ပတ်စံနေအများကြီးသုံးထားရတာအိုးမဟုတ်ဘူးဒီအနီရောင်မောင်ကကျမအင်ကြီးနဲ့လုံးဝမလိုက်ဖက်ဘူးငါတောင်ဖယ်လိုက်ရမယ်ခင်းနေငယ်သွားပြီးတဲ့နောက်မှာတော့အားလုံးဟာမေတော်ရဲ့ဖခင်ကြောင့်ကိုရောက်သွားကြပါတော့တယ်ဘွေကြီးဟာကားပေါ်ကနေမစင်းခင်ပါပဲနှစ်ဖူးကအနီရောင်မောင်ကိုဖယ်လိုက်ပါတယ်မေတော်ရဲ့ဖခင်ကြောင့်ကိုလာဖူးကြတဲ့လူတိုင်းကဝီကြီးကိုစိုက်ကြည့်နေကြပါတယ် ။ဝိညာဉ်ကတော့လူတွေဟာသူ့ကိုချီးကျူးနေကြတယ်လို့ခံစားနေရပါတယ်။အားလုံးကဘုရားကျောင်းမှာပူဇော်ပွဲလုပ်ပြီးတဲ့နောက်မှာဝိညာဉ်ကချက်ချင်းမင်းဘုရားကျောင်းပြင်ကိုထွက်ပြီးလမ်းလျှောက်ထွက်သွားကြပါတော့တယ်။သူကအခုပါလို့ပုံစင်းစားနေရလဲ။သူလူတွေရှေ့မှာငါတို့အရှက်မခွဲပါစေနဲ့။ဝိရီယာငါရဲ့ချွေးမဆိုတော့ငါဘသူ့ကိုမှမသိစေချင်ဘူးလူတွေသူ့ဘလို့ကြည်နေကြလဲကြည်အောင်ဖះเจ้าအပြင်မှာလမ်းလျှောက်နေအောင်ကြည်ရတာပူစော်ပွဲလာတာမဟုတ်ပဲမော်ရယ်လုတ်ဖို့လာနေတဲ့အတိုင်းပဲ ဝိရရဲ့ရောက်ကမတွေဟာအရင်ကိုစိတ်ပူနေကြပါတယ်။ရှင်လေးကဝိရစီကိုတွားခဲ့ပါတယ်။ရှင်လေးရဲ့လက်ကလက်ကောက်ရင်နှစ်ဖူးကစင်းနေမှောက်ရင်အနီးအောင်စာရီနဲ့လေဘင်းကလေဆွေးကိုမြင်တော့ရိုးရဝတ်ဆောင်ဝတ်ထားတွေကောင်မလေးနှစ်ယောက်ကရှင်လေးစီကိုလာခဲ့ကြပါတယ်။သူကမင်္ဂလာဆောင်ကစသူတို့သမီးအစ်စ်လေးနဲ့တူတယ်။ဟုတ်တယ်။ပြီးတော့ဒီမှာမင်္ဂလာဆောင်ကစသူတို့သမီးအစ်စ်လေးတွေအများကြီးလာတယ်။ဒါငါတို့အားလုံးနှုတ်ဆက်ရအောင်လေ။အမတို့ကဘသူတွေလဲ။စိတ်မပူပါနဲ့ ျမတို့ဒီမှာနေတာပါဒီ ਉ လာတဲ့သတို့သမီးအစ်တတိုင်းကိုကျမတို့ကအထူးကြုံဆိုပါတယ်တင်တန်နဲ့လင်းနဲ့တူနေအောင်လုံးကရှင်လေးကိုလှပတွေကြောက်တုံးတွေရှိတဲ့နေရာကြီးတစ်ခုစီကိုခေါ်သွားကြပါတော့တယ်အဲဒီမှာသူတို့ကရှင်လေးကိုထိုင်ခိုင်းလိုက်ပါတယ်ပြီးတဲ့အခါမှာတခြားသတို့သမီးတွေကိုပါသူတို့နဲ့အတူခေါ်လာကြပါတယ်ပြီးတော့နောက်ကနေချွေးမတွေရဲ့ရောက်ခမတွေကလည်းရောက်လာခဲ့ကြပါတယ်ဒါရီယာတီတေတာရဲ့အထုပ်ဝတ်စုံတွေပါတာဝတ်လိုက်ရင်အမအရင်ကိုလှနေမှာ ဘဝပေါ်မှာနှပ်ပတဲ့ငကက်လေးတွေကိုတက်ဆင်ထားပါတယ်။အဲ့ငကက်လေးတွေကရှင်လင်းရဲ့ကောင်းမော်ကိုရောက်သွားပါတော့တယ်။ပြီးတော့ညီမနှစ်ယောက်ကအတူတူပေါင်းပြီးရှင်လင်းနဲ့တခြားသူတို့သမီးတွေကိုသူတို့ဒေသရဲ့အထူးလက်ဝတ်ရတနာတွေကိုဝတ်ပေးကြပါတော့တယ်။ပြီးတော့သူတို့အပေါ်ကိုပန်းတွေလည်းကျဲပေးကြပါတယ်။မိုက်တယ်ကွာသူတို့သမီးတို့တော့ဒီလောက်ထူးအခံပြီးသူတို့တော့တော့ဘာဖြူဆိုင်မှမပေးကြပါလားဟုတ်တယ်ကူဘာလို့လဲဆိုတော့ဒါကနတ်ဖယားမရဲ့ဖယားကြောင့်လीနတ်ဖယားရဲ့ဖယားကြောင့်မှမဟုတ်တာ ဒီတော့ညီကိုနှစ်ယောက်ကရီလိုက်ကြပါတော့တယ်။ဝီကလည်းတိတိစိမ့်နဲ့ရက်ပြီးတောင်ရီအောင်လုံးကိုကြည်နေပါတယ်။ရွှေလေးကဖျားသခင်စီမှာသူ့ပါဇက်ကိုပိတ်ပေးဖို့ဆူတောင်းနေခဲ့ပါတယ်။ဒါပေမဲ့တော့အဲ့လိုမဖြစ်ပါဘူး။ခဏကြာမှဝီကစိတ်မရှိတော့ပါဘူး။ရှင်တို့ကမျက်စိများကန်းနေလား။ရှင်တို့ကဒီမှာနောက်ထပ်သရိုးသမီးတယောက်ရက်နေတာမမြင်နာလား။ဒီတော့အလုံးကချက်ချင်းတိတ်ဆိတ်သွားပြီးအလုံးဟာဝီကြီးကိုလာကြည့်ကြပါတယ် ပြီးတော့ရှင်လေးကလည်းသူ့ကောင်းကိုလက်နဲ့ကမ်းလိုက်ပါတယ်။အော်အမကလည်းသူတို့သမီးအစ်စ်ပဲလား။ဒါပေမဲ့အမလေဆွဲရောလက်ကောက်ရောပြီးတော့အနီမုံတော်မဆိုးထားဘူး။ဒါတွေကအိမ်ထောင်တဲ့မိမတွေရဲ့လက္ခဏာတွေလေ။ဒါပေမဲ့အဲ့ဒါငါသူတို့သမီးအစ်စ်မဟုတ်ဘူးလို့ဆိုလိုတာမှမဟုတ်တာ။ဒါပေမဲ့သမီးတကယ်လို့တီးရာတွေမဝတ်ပဲနဲ့တီးလို့ရှောက်သွားနေမယ်ဆိုရင်နေရအိမ်နောက်တဲ့မိမတယောက်ဆိုတော့ဘသူကသိမှလဲနေဝတ်ထားတဲ့ဝတ်စားတွေကလည်းအရှမ်းကိုထူဆန်းနေရပဲ ဒီတော့ပောင်မင်းချင်းကလူတွေအလုံးဟာရီးပြီးတော့ဝီယီကိုလှောင်ပြောင်ကြပါတော့တယ်။ပြီးတော့သူ့ကိုမကောင်းတာတွေပြောကြပါတယ်။ဒီတော့ဝီယီရဲ့မျက်လုံးထဲကနေမျက်ရည်တွေလည်းကျလာခဲ့ပါတယ်။သူ့ရောက်ခမတွေဟာလည်းသူ့ကိုစိတ်ဆိုးတဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ဝီယီကအရင်ကရန်ထီးကြံနေလို့ခံစားလိုက်ရပါတော့တယ်။ဒါပေမဲ့ဒါခဏလေးအတွက်ပါပဲ။အားလုံးကျေးဇူးပြုပြီးတိတ်တိတ်နေပေးကြပါ။ကျမရဲ့ညီမဒီယာရီနားမလည်သေးပါဘူး။သူကအရှမ်းကိုအပြစ်ခဲနေတယ်။ အဲ့ဒါကြောင့်ဒီအရာတွေရဲ့တန်ဖိုးသူကမသိပါဘူးရှင်တို့ဒီလိုရှိတာတွေစကားပြောနေတာတွေရပ်လိုက်ကြပါဒီလိုပြောပြီးရှင်လေးကဝိရရဲ့လက်ကိုဆွဲကောင်တွင်တန်းနဲ့လင်းလင်းရဲ့အင်ကိုခိုးသွားပါတော့တယ်အိမ်မှာရှင်လေးကဝိရကိုဒီတန်ရူရဝတ်စုံကိုဝေပေးပါတယ်အဲ့ဒီဝတ်စုံနဲ့ဝိရကရင်ကိုလှနေခဲ့ပါတယ်အမရေညီမကိုခွင့်လွှတ်ပေးပါညီမကိုအမအောင်နားလဲသွားပေးညီမကိုခွင့်လွှတ်ပေးနော်အော်အယူမလေးရေငါနေ့ကိုအခုပဲဗာရှင်းပြနေရလဲ ဒါပေမဲ့နေကကိုကိုတိုင်းကလွယ်ပြီးဘာမှနားမလဲဦးလေအခုမှားကုန်ပြီမလားရှင်လေးကဝိရီကိုအငုတ်တင့်အောင်လုပ်ပြီးအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်အလုံးဟောင်းဝိရီကိုဒီတာရွေရဝိစားဝထားတာမြင်တော့အံ့အားတင်သွားကြပါတော့တယ်အခုအလုံးဟောင်းကျန်းနေသူတို့သမီးတွေနဲ့အတူဝိရီကိုလည်းပန်းတွေနဲ့ကြိုးဆူခဲ့ကြပါတယ်အသိရောက်လာတဲ့သူတို့သမီးဝိရီကိုဒီကနေကြိုးဆူပါတယ်ဒီတော့အလုံးလည်းရှီလိုက်ကြပါတော့တယ် အင်ဒီကစားပြီးဒုံတန်တန်းရဲ့စိတ်ထဲမှာရွှေနေပေါ်မှာရှိခဲ့တဲ့နားလေမှုလွဲနေတာတွေလည်းပြောင်းကွေသွားပါတော့တယ်။ဒုံတန်တန်းဟာချွေးမနှစ်ယောက်လုံးကိုပျော်ရွှင်စွာနဲ့ကောင်းချီးပေးလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီအချိန်ကစားပြီးအရာအလုံးလေးအဆင်ပြေသွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။